ဘုရားဟောတဲ့ယုတ်ကိုသိဖို့ရတဲ့ဘာလို့ ਆ မလဲအမုံချမှာအမုံချဖို့ရတဲ့ဓာတ်ကြီးလေးပါရှုအောင်မှာနော်အစ်စစ်နဲ့မှန်ဖို့မလိုဘူးလားအဲဓာတ်ကြီးလေးပါရှုတဲ့အခါအကုန်လုံးကဓာတ်ကြီးလေးပါအားလုံးကရှုလိုက်တော့30ဘုံလုံးကိုယ်တည်းမဟုတ်ဘူး30ဘုံလုံးကိုကြည့်လိုက်အဲဓာတ်ကြီးလေးပါနဲ့စိုက်ရှုလိုက်တော့ပါလေအမုံတယ်လို့သိပြီဆိုတော့မကောင်းဘူးလားအဲ့ကြတော့စွဲသေးလားအမှန်မြင်သေးလားအမှန်သိဖို့ရတော့ရုပ်တော်မဟုတ်သိသေးဘူးအမှုံတွေပဲသိသေးတာနော် အဲ့အမုံတိမ်တဲမှာပါလေပထဝီအာဘောတေဇောဝါယောဆိုတော့ဓာတ်ကြီးလေးပါးမြောင်ကြီးအဲ့ရုပ်ကိုတိဖို့ရတော့လမ်းစာရသွားပြီเนาะအဲ့လေ့ကျင့်ခန်းလုပ်အောင်မှာညံနဲ့လုပ်အောင်မှာပဲညံနဲ့ပဲရှုအောင်မှာပဲเนาะအဲ့လိုတိပြီဆိုတော့ကောင်းသွားပြီရုပ်တိဖို့ရတော့အမုံတိုင်းမှာဓာတ်ကြီးလေးပါးမြောင်ကြီးပါအမုံတိုင်းမှာဓာတ်ကြီးလေးပါးမြင်ပြီဆိုရင်ဓာတ်ကြီးလေးပါးကိုမိနေတဲ့နောက်တော့အယောင်မျိုးစုံပါလေရူပါယုံဟုတ်လားသူ့ရဲ့သဘာဝလက္ခဏာကိုသိရမယ် တမညာလက္ခဏာနဲ့သဘာဝလက္ခဏာတိမှရုပ်ကိုတိတယ်ခေါ်တယ်သူရဲ့သဘောပေါ့ပထဝီဆိုတာကကက္ခလလက္ခဏာမာတဲ့သဘောရှိတယ်ပြီးတော့အာဘောကဘာသဘောလဲယူစည်းတဲ့သဘောတေဇောကဘာလဲပူတဲ့သဘောဝါယောကဘာလဲလှုပ်တဲ့တွန်းတဲ့သဘောအယောင်ကဘာသဘောလဲမျက်စိမှာရိုက်တဲ့သကုပတိဟနနာလက္ခဏာအနံ့ကဘာဘယ်မှာရိုက်တယ်လဲနှာခေါင်းမှာရိုက်တယ်လို့သိရမယ်နော်အရသာဘယ်မှာရိုက်တယ်လဲရှားမှာရိုက်တယ် ကိုကြီးကတော့ဖုဒ္ဓဘာရိုက်တယ်ဖုဒ္ဓဘာဆိုတာတွေးထီလို့ရတာကမာရာနဲ့တွေးထီလို့ရတယ်ဘူရာနဲ့တွေးထီလဲလေနဲ့တွေးထီလဲကဲအာဘောကတွေးထီလို့မရဘူးနော်ဖုဒ္ဓဘာယုံဆိုတာဗာလဲပထဝီတေဇောဝါယောအဲ့သုံးခုနဲ့တွေးထီလို့ရတာကဗာလဲကာယကြီးဟုတ်လားကာယကြီးဒီဘလုံးမှကြည့်တယ်ကာယကြီးတိပြီဆိုရင်နောက်နောက်ပိုင်းကြပထဝီအာဘောတေဇောဝါယော အယောင်အနံ့အရသာဩဇာဩဇာဆိုတော့ကအာဟာရတေကအာဟာရဇယုတ်တွေဖြစ်ဖို့ရတဲ့ကပလီကာရအာဟာရအမုံတိုင်းမှာဩဇာဆိုတာအစီနှစ်ရှိတယ်အဲ့ဩဇာကအရှိရတဲ့ခက်တယ်ဒုက္ခမယုတ်ပဲနော်ရှိရတဲ့ခက်တဲ့ယုတ်ဩဇာယုတ်ဆိုတာရှိတယ်လေအဲ့သူသူ့ကိုတည်ဖို့ရတဲ့ဒါကတမာရီကောင်းမှစုမယ်ဩဇာတည်ပြီဆိုတော့အဲ့အမုံအမုံတိုင်းမှာဒီရှင်မျိုးတွေ့နေပြီဆိုတော့အဲ့ယုတ်တွေတည်ဖို့ရတဲ့ လမ်းစာကောင်းရသွားပြီเนาะအဲ့လိုတိပထဝီရုပ်တိရင် ပထဝီတိတဲ့ညံမရဘူးလားရတယ်အဲ့လိုတိပြီဆိုရင်တော့အဲ့ဒီပညာကြီးစင်းအဲ့ကောင်ထက်ကတက်ကပွားလို့မရဘူးလားပွားရင်ဘောကတန်တရားမတက်ကရုပ်ကိုတိဖို့ရတယ်ပထဝီရုပ်ကိုတိတယ်ခေါ်တော့ဘောเนาะပထဝီရုပ်တိပြီဆိုရင်အာဘောရုပ်တင်းပြီးပြီတင်းတော့သူများပြောတဲ့တိုင်ကိုကသဘာဝလက္ခဏာနဲ့တိပြီဆိုရင်မကောင်းဘူးလားကောင်းတယ်တိဘဝဘုရားအဲ့လိုမမေးရင်တိပါမလား ရဘူးမသိနိုင်ဘူးခုကသိပြီဆိုရင်တော့ထက်ကထက်ကပွားလို့မရဘူးလားရတယ်ပညာကြီးကြီးအကြောင်းဖြစ်မယ်ဉာဏ်ပညာကြီးကြီးအကြောင်းเนาะအဲ့လိုဉာဏ်ဉာဏ်မြေကြီးရင်သိလဲသိကျင့်လဲကျင့်ရမယ်ခုကပထဝီအာဘောတေသောဝါယောဝဏအယောင်ကန္ဓာအနရတ္တအယတာဩဇာအစီစေအာဟာရဇယုတ်ဒီရဲ့တတ္တဝါတွေကအာဟာရဂပိကာရအာဟာရခေါ်အာဟာရတတ္တဝါတွေဆောင်ဖို့ရအတွက်ဒီဩဇာ အာဟာရဇယုတ်ဖြစ်မှာပဲเนาะပြီးတော့ဇိဝိတာဆိုတာရှိတယ်ကမ္မဇယုတ်တိုင်းမှာပါတယ်เนาะကမ္မဇယုတ်ကလထကုဋ္ဌတာတိုင်းမှာပါတယ်ဇိဝိတာဇိဝိတာဆိုတာဘာလဲအသက်ရှင်နေတဲ့သဘောနဲ့ပါလဲစောင့်ရှောက်နေတဲ့သဘောနာဇိဝိတာเนาะကမ္မဇယုတ်တွေကိုစောင့်ရှောက်တာပဲပြီးတော့သက္ခုကြီးယုတ်သက္ခုကြီးယုတ်ဆိုတာမရှိဘူးလားကံမှာရှိတယ်လေမျက်စိမှာရှိတယ်မျက်စိဌာနမှာရှိတယ်เนาะမျက်စိရဲ့မြည် စကုအကြည့်ယောက်ကဘာလက္ခဏာရှိသလဲဆိုရင်အယောင်တွေရိုက်ခတ်တယ်အဲဒီမျက်စိထဲမှာရှိတဲ့အကြည့်တွေအကြည့်တလေးရှိတယ်လွယ်လွယ်ထွက်ကြည့်တယ်အကြည့်မှုန်လေးရှိတယ်အဲဒီအမှုန်လေးတဲ့မှာဘာလဲဘာဘူးလို့ကြည်နေတာလဲစကုကြည်ပါလို့ကြည်တာအဲအမှုန်လေးကြည်နေတာကဓာကြီးလေးပါကြည်နေတာဘာကြောင့်လဲစကုကြည်လေးပါလို့အဲစကုကြည်လို့ဘာလို့ကြောင့်သိရလဲဘေးအမှုန်တိုင်းမှာရှိတဲ့အယောင်တွေမရှိဘူးလားရှိတယ်အယောင်တွေရိုက်ခတ်လို့ဘာလဲစကုကြည်လို့စကုကြည်ရုပ်လို့ တင်တိတဲ့တိပြီဆိုရင်ကျင့်တိတဲ့မသိနိုင်ဘူးလားသက္ခုကြည်ယောက်မရှိဘူးလားသက္ခုကြည်ယောက်ကဘာလက္ခဏာရှိတယ်လဲအယောင်ရက်ခတ်တဲ့လက္ခဏာနှစ်ခုပြီးတော့ဓာကြီးလေးဘက်ကိုကြည်လင်စမ်းတဲ့ကြည်ကြည်လင်စေတတ်တဲ့သဘောဘယ်နှခုလဲသူ့ရဲ့လက္ခဏာနှစ်ခုရှိတယ်သက္ခုကြည်ရှိသလိုနာကြည်မသိနိုင်ဘူးလားနာကြည်ယောက်ကအကန့်ကြောင့်ဖြစ်တာလေသူကနော်ဘာကြောင့်သူကဘာရက်ခတ်တယ်လဲအတန်ရက်ခတ်တယ်ဟုတ်လား အတန်ရက်ခတ်တာပဲမလဲနာကြီးယုတ်နှာခေါင်းကြီးယုတ်ကဘာရက်ခတ်တယ်လဲအနံ့ရက်ခတ်တယ်အနံ့ကဘယ်မှာရှိတယ်လဲအမုံတိုင်းမှာရှိတယ်အတန်ကဘယ်မှာရှိတယ်လဲဟမ်ဟုတ်လားအတန်ကအိဇတမှာလည်းရှိတယ်ဗိဓာမှာလည်းရှိတယ်နော်အတ္တတာကအတန်ကစိတ်ကြောင့်ဖြစ်တယ်ဥလူကြောင့်ဖြစ်တယ်နော်အတန်ကလည်းစိတ်ကြောင့်ဖြစ်တယ်ဥလူကြောင့်ဖြစ်တယ်နော်နောက်ပဲသိလာမယ်အတန်လည်းရုပ်ပဲလေ အတန်လည်းပါလေအယုတ်အနတ်လည်းယုတ်အာယုံယုတ်ခေါ်ရူပအာယုံယုတ်ရူပယုံအတန်မျိုးစုံပါလေအတ္တဓာယုံအနံယုံစုံကန္တာယုံအရသာမျိုးစုံရတ္တမျိုးအတွေ့အထိမျိုးစုံအတွေ့မျိုးစုံဓမ္မယုံအဲ့အာယုံလေးကြောင့်စိတ်တွေဖြစ်တာနောက်ပိုင်းစိတ်တွေဖြစ်ဖို့ရတယ်အာယုံဆိုတာယုံလည်းရှိတယ်နံလည်းရှိတယ်နော်ခေါ်ယုတ်အာယုံကြောင့်အယောင်အာယုံနေဆိုရင်ဘာဘာစိတ်ဖြစ်မလဲမြင်စိတ်ဖြစ်မယ် အတန်အာယုန်နေနဲ့စက်ခုကြီးနဲ့တွေ့နားကြီးနဲ့တွေ့တော့ဘာဖြစ်မလဲအဲညာအဲ့ဒီအာယုန်ကြောင့်ဖြစ်ကိုယ်ကြောင့်ဖြစ်တာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်တာဖြစ်ပြီးတော့လဲမြဲတော့မြဲလားအမြဲတာကိုအနိစ္စလို့မြောင်းကြမှာအနိစ္စဆိုတာဘာလဲဖြစ်ပြီးတော့ပျောက်သွားတာကိုပြောတာနော်စက်ခုကြီးလေးဖြစ်ပြီးတော့ပျောက်သွားတာကိုဘာလဲစက်ခုကြီးလုံးမမသိဘဲနဲ့ဖြစ်တာပြက်တာမြင်မှတ်မလားအဲအဲ့လိုသိအောင်ကြည့်ရမှာအဲ့လိုသိအောင်သိတတ်ဖို့ရတဲ့ အနိစ္စ ानु ပဒနာညာရအောင်လို့အနိစ္စလို့ရှုရတဲ့ညာရအောင်လုပ်အောင်ပါနော်အဲ့လိုမသိမင်းသိပါမလားခုကသက္ကုကြီးယုတ်ပြီးတော့ပထဝီယုတ်အာဘောယုတ်တေဇောယုတ်ဝါယောယုတ်အယောင်ယုတ်အနတ်ယုတ်အရသာယုတ်ဩဇာယုတ်ဇီဝိတယုတ်သက္ကုကြီးယုတ်နာကြီးယုတ်နှကောင်းကြီးယုတ်ရှားကြီးယုတ်ကိုကြီးယုတ်ကိုကြီးယုတ်ရပြီနော်ဟရိယဝုဒ္ဓယုတ် ရှုစိတ်တည်းမြာအာနာပါနရှုလည်းနှစ်နှလုံးအဲဟရိယဝိရိယလေးကိုမိနေရတယ်။ရှုစိတ်လေးကဘယ်မှာလေရှုတဲ့ယောက်ကဘယ်မှာမိတယ်လဲ။ဟရိယမှာမိရဲ့အဲ့စိတ်တည်းမြာရှုစိတ်တည်းမြည်ဖြစ်ရဟရိယဝိထုလေးရမကြည်သောယောက်ကလားဟရိယဝိထုယောက်အမျိုးသားဖြစ်ကြောင်းယောက်အမျိုးသမီးဖြစ်ကြောင်းယောက်ယောက်ျားလည်းနမိတ်မလည်းဘူးလူလားဘာခွဲရလဲဘာဝယောက်ကခွဲပြရတာနော်အမျိုးသမီးဟုသူ့လောက်တော့အမှတ်သားနဲ့ အမျိုးသားဟိုတိောက်တော့အမှတ်သားဒါဆိုရင်ရုပ်တင်မသိနိုင်ဘူးလားသိပြီဆိုရင်တော့တင်သိနေတယ်သူများပြောလို့သိတာတုတာပဲရှိနေတယ်နော်ဒါလိုအဲ့လိုတင်သားတဲ့သိရင်ယုတ်က28မျိုးရှိတယ်ယုတ်28မျိုးတော့မှ16မျိုးကဝိပဿနာရှိတဲ့ယုတ်က16မျိုးပဲရှိတယ်နော်ခေါ်တဲ့ယုတ်အတုတွေယုတ်အတုတွေဆိုယုတ်အစ်စ်တွေအမူအရာပေါ့ယုတ်အတုခေါ်တယ်ယုတ်အစ်စ်တွေရဲ့အမူအရာပေါ့ ယုတ်တုဟုတ်လားအဲယုတ်တုတွေသူ့ဟာသူသိလာမယ်နော်ယုတ်စစ်တွေကိုပဲပြောမှာပေါ့နော်ရပြီနော်ပထဝီယုတ်ဘယ်ပထဝီကဘယ်မှာရှိတဲ့ပထဝီယုတ်ကအမုံတိုင်းမှာရှိတယ်နော်ပထဝီယုတ်ကဘာဘယ်မှာရှိတယ်လဲအမုံတိုင်းမှာရှိတယ်အာဘယုတ်ကဘယ်မှာရှိတယ်လဲအမုံတိုင်းမှာရှိတယ်ဟုတ်လားအစ္စတမလည်းရှိတယ်ဘေးတဲ့ပါရမီ30ဘုံလုံးကပါလေအမုံတွေအဲ့လိုသိရင်မကောင်းဘူးလား အမုံတိုင်းမှာရှိတဲ့မာတဲ့သဘောလေးတွေဖြစ်ပြီးတော့ပြောင်းပြောင်းသွားတာပေါ့ဗာလေအနေဆာဒါဆိုရင်မကောင်းဘူးလားအနေဆာဆိုတော့ဗာလေအမာတဲ့သဘောလေးရုပ်လေးမတိပဲနဲ့မတင်လို့မတိပဲနဲ့ဆိုရင်ညံရမလားအဲ့ဒီညထက်ကထက်ကတိအောင်ညံအပထူရလေးကိုထက်ကထက်ကတိနေအောင်ပွားတာကိုညံပွားတယ်ခေါ်တယ်ဟုတ်လားအဲ့လိုပွားရင်မကောင်းဘူးလားအပညာကြီးစင်းရဲ့အကြောင်းအဲ့လိုမှမသိရင် ပညာဉာဏ်ရမလားအဲအဲ့လိုဖြစ်အောင်ပညာကျင့်စဉ်ကျင့်နေအောင်လက်ကျင်ကလောမနော်အဲအဲ့လိုသိအောင်ဓာကြီးလေးပါးစက်တဲ့တန်းပါလဲအလုံးကပါလဲအမုံနေဟုတ်လားအမုံကြပြီဆိုမကောင်းဘူးလားအမုံနေကိုတခွဲလိုက်တော့တက်မဲ့တွေဟူသမျှပါလဲတက်မဲ့တွေဟူသမျှဥရုတေဇောကြောင့်ဖြစ်တဲ့အဲ့ထဲမှာပထဝီအာဝတေဇောဆိုတာမရှိဘူးလားအဲ့တေဇောကြောင့်ဖြစ်တာဘယ်တော့အစဖြစ်ကဘာကြီးပြတ်မှဆုံးမှာတာဥရုဇာယုကဘယ်တော့အစလဲ ကဘာကြီးဖြစ်ခဲ့တဲ့ကစားတယ်ဥရဇာယုတ်တွေပဲเนาะဘယ်တော့ဆုံးမလဲကဘာကြီးပြတ်မှဆုံးမှာတက်မဲ့တွေခုသမ ्या ဥရဇာယုတ်လို့သိပါရှစ်ခုရှိတဲ့ယုတ်ဘယ်မျိုးလဲရှစ်ခုတက်မဲ့တွေခုသမ ्या ဘာလဲဥရဇာယုတ်ယုတ်ပေါင်းကလစီပဲအမုံတွေပဲရှစ်ခုပဲရှိတယ်ဘာကြောင့်ဖြစ်တာလဲဒေဇောကြောင့်ဖြစ်တယ်လို့သိတယ်เนาะတက်ရှိဟုသူမြကံကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ဥလူကြောင့်ဖြစ်တယ်အာဟာရကြောင့်ဖြစ်တယ်လို့ အကြောင်း၄ပါးကြောင့်ဖြစ်တယ်တက်ရှိတို့ဖုသူမြဘာကြောင့်ဖြစ်တာလဲကံစေဥဒုအာဟာရကြောင့်ဖြစ်တယ်เนาะအဲ့လိုသိထားဖို့လိုတယ်တမေတွေကတမေတွေလည်းသဘောမကျဘူးလားအိမ်နေရွှေတွေစိတ်နေထမင်းတွေကဝတ်သားတွေကအကုန်လုံးဓာတ်ကြီးလေးပါးစရိတ်တော့မုံနေပဲလေလောက်သွားရဲ့အဲ့လိုညံကြီးသွားပြီဆိုမကောင်းဘူးလားကောင်းတယ်အဲ့လိုတိသွားရင်လည်းမကောင်းဘူးလားကဲကံကြောင့်ဖြစ်တဲ့ရုပ်ရှိတဲ့စိတ်ကြောင့်ဖြစ်တဲ့ ခုကရုပ်အတုတွေပြောမလို့နော်ခုကရုပ်အစစ်ရုပ်အစစ်ဆိုတော့ကံကြောင့်ဖြစ်တဲ့ရုပ်အစစ်ဆိုတော့ကကံကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်စိတ်ကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်ဥရုကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်ရှိတယ်အကြောင်းလေးပါးကြောင့်ဖြစ်တယ်အကြောင်းနဲ့တကွာဒီမှာကောင်းတယ်ပေါ့အကြောင်းလည်းဒီမှာအကျိုးလည်းဒီမှာဒါဆိုရင်အကြောင်းဘာဖန်သိခြင်းကြောင့်ဖြစ်တဲ့ကဲသိခြင်းအကြောင်းမရှိဘဲဖြစ်တဲ့ဆိုတဲ့အယူတွေရှိတယ်အဲ့ဒီယူတွေပြောက်ဖို့ရတယ်ဗါလဲအကြောင်းမှအကျိုးမှစိတ်ကြောင့်စိတ္တဇယုတ်တွေဖြစ်တယ် စိတ်ကိုမှမသိဘဲနဲ့စိတ်ရဇယုတ်ဒီပါမလားကဲစိတ်ရဇယုတ်ကဘာကြောင့်ဖြစ်တယ်စိတ်ကြောင့်ဖြစ်တယ်ပေါ့ဒီစိတ်ကြောင့်ဒီစိတ်ရဇယုတ်တွေဖြစ်တယ်ဟုတ်လားဒီတေသောဥရုကြောင့်ဥရဇယုတ်တွေဖြစ်တယ်အာဟာရကြောင့်အာဟာရဇကံကြောင့်ကံဇယုတ်တွေဖြစ်တယ်ဆိုရင်တန်တရားရှိအောင်မလားဝိသိကိစ္စကောအဲအဲ့လိုဖြစ်အောင်ကြည့်အောင်မသိအောင်လုပ်အောင်မအဲ့လိုသိအောင်မနော်အဲ့လိုသိပြီမကောင်းဘူးလားအဲ့လိုသိရင်ကောင်းတယ်မသိရင်တော့မကောင်းတာမသိရင်ဘာဖြစ်မလဲမရှိ ညာချင်းတဲ့ရောက်ရဘုရားမှာညာနေတတ်တယ်ဟုတ်လားသိပြီဆိုရင်ညာကြီးမှာပဲဟုတ်လားအဲသင်သိနေတဲ့သင်ကျင့်သိနေတဲ့ကျင့်အဲ့လိုသိအောင်လုပ်အောင်မှာအဲ့လိုမြင်ပြီဆိုတော့ရုပ်တကိုဝိပဿနာရှိလို့ရတယ်ဝိပဿနာဆိုတော့မြင်နေရတဲ့အထုမြင်နေတာကိုဗါလဲအဲလက်တွေကောင်းနေလို့မရှိတော့အိမ်နေလို့မရှိတော့ဗါလဲအမုံတွေပဲဖြစ်သွားပြီနော်အမုံတွေကိုတခွက်တဲ့ရုပ်တွေသိနေပြီဆိုတော့မကောင်းဘူးလား အဲယုတ်ကိုတိတဲ့ညာရတယ်ယူပပရိက္ခနဲ့ယူပပရိက္ခညာယုတ်ကိုတိတဲ့ညာရတယ်နော်အဲ့လိုတိပြီဆိုရင်ယုတ်ကိုဝိပဿနာရှိအောင်ပဲမြင်နေကြတဲ့အထုမြင်နေပြီဆိုရင်အမုံတိုင်းမှာရှိတဲ့မာရသဘောလေးဖြစ်ပြီးတော့ပျောက်ပျောက်သွားတာကိုဗါလဲဖြစ်ပြီးတော့ပျောက်ပျောက်သွားတာကိုဗါလဲအနေစာအာဘောအနေစာဒေဇောအနေစာဝါယောအနေစာအယောင်အနေစာအနတ်အနေစာ အရသာအနေစာကလာပသာပေါင်းစုကုန်ချုံပြီးရှုမှာနော်တုံတုံုံထဲမှာကြည့်မှာမဟုတ်အမှုံတိုင်းမှာမရှိဘူးလားအာယောင်နေစာအယောင်လေးတွေဖြစ်ပြီးတော့ပြောက်ပြောက်သွားတာပေါ့ဗါလဲအနေစာပြီးတော့အနတ်နေစာအရသာအနေစာဩဇာအနေစာနဇီဝိတအနေစာစက္ခုအကြည့်အနေစာပြီးတော့နာအကြည့်အနေစာနှာခေါင်းအကြည့်အနေစာရှားအကြည့်အနေစာပြီးတော့ကိုယ်အကြည့်အနေစာဟရယဝိရိအနေစာအမျိုးသားဖြစ်ကြောင်းအနေစာပေါ့အမျိုးသမီးဆိုရင်အမျိုးသမီးဖြစ်ကြောင်းအနေစာ ဣဇ္ဇတဗိဒါမခွဲရုပ်က20အတန်လေးပါလေအတန်လေးမရှိဘူးလားရှိတယ်အတန်ကစိတ်ကြောင့်လည်းဖြစ်တယ်ဥလူကြောင့်လည်းဖြစ်တယ်เนาะခုကအတန်ကအတန်လဲအတန်လဲရှိတယ်အတန်လဲရုပ်ပဲเนาะအဲ့ဒါနေသိပြီဆိုရင်ရုပ်က20နဲ့7မျိုးရမှာ16မျိုးပဲရှိတယ်ပထဝီအာဘောတေဇောဝါယောအယောင်အနတ်အယတာဩဇာဇီဝိတသကုကြီးနာကြီးနှာခေါင်းကြီးရှားကြီးကိုကြီးဟရယဝရိယော အမျိုးသားဖြစ်ကြောင်းယုတ်အမျိုးသမီးဖြစ်ကြောင်းယုတ်အတန်ယုတ်လို့ဘယ်နှခုလဲ16ခုပဲရှိတယ်ဟုတ်အစ္ဆဒဗိဒ္ဓဘောရင်တော့16ခုရှိမှာเนาะ